မင်္ဂလာပါရှင်။ရှင်ကုန်ကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ကမ္ဘာကာယဗလာနှင့်ကာယကြံ့ခိုင်မှုအကစားပြိုင်ပွဲတွင် ရှင်ငွေကြီးစကူရရှိကြသောအကစားဖွဲ့အားကျူးဆွတဲ့သတင်းဖြစ်ပါတယ်။ ကာယဗလနှင့်ကာယချမ်းခိုင်မှုအကစားဖွဲ့ချုပ် WBBF နှင့် Indonesia Bodybuilding and Fitness Federation တို့ပူးပေါင်းပြီး2025ခုနှစ်နိုဝင်ဘာ17ရက်နေ့မှ19ရက်နေ့ထိ Indonesia နိုင်ငံဗန်တန်ကျွန်းမှကျင်းပခဲ့တဲ့16ကြိမ်မြောက်ကမ္ဘာကာယဗလနှင့်ကာယချမ်းခိုင်မှုအကစားပြိုင်ပွဲတွင်မြန်မာကရွှေတစ်ခုငွေနှစ်ခု၊ကျိတ်နှစ်ခု၊စကူရရှိပြီးနိုဝင်ဘာ18ရက်ညနေပိုင်းကရန်ကုန်ပြည်ပြည်ဆိုင်ရာလေးစိတ်တို့ပြန်လည်ရောက်ရှိလာရ။ ရန်ကုန်တိုင်းဒေသကြီးအာကစားနှင့်ကာယပညာကော်မတီနာယကတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးဝန်ကြီးများကကျေးဇူးနှုတ်ဆက်ကြပါရယ်။အစုပါပြိုင်ပွဲတွင်အမျိုးသား85ကီလိုဒန်းပြိုင်ပွဲတွင်ရဲထွန်းအောင်ကပထမရွှေအမျိုးသား80ကီလိုဒန်းပြိုင်ပွဲတွင်ချမ်းမြီထွန်းကဒုတိယငွေစစူးတန်က Women Swimsuit Morphy Over 165 cm ပြိုင်ပွဲတို့တွင်ဒုတိယငွေတစိစုနှင့် Women's Morophysi F2 170 cm ပြိုင်ပွဲတို့တွင် တတိယကြီး Women's Morophysi F2 160 cm ပြိုင်ပွဲတွင် နီနီအောင်ကတတိယကြီးတစိစုစကူရရှိခဲ့ကြပါသည်၎င်းပြိုင်ပွဲသူနိုင်ငံပေါင်း43နိုင်ငံမှကစားသမား283ဦးဝင်ရောက်ရှင်ပြိုင်ခဲ့ကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့အောင်မြင်ကပေးပို့လာတာပါ။